ဒီဆိုင်လေးရတော့ထိုင်းမှာအခုနောက်ပိုင်းအရန်ခေတ်စားလာတဲ့မိုချီဆိုင်တွေပါဒီမိုချီတွေကညို့တို့အရင်တော့စားနေကြလို့မျိုးချောကလက်ဗနီလာစတရောဘယ်ရီခရင်တို့မျိုးခရင်ဖီလင်တခုတည်းမဟုတ်ဘဲနဲ့အထဲထဲမှာအိုင်စခရင်မျိုးစုံအသီးမျိုးစုံဘရောင်နီ မက်ရှ်မဲလို topping မျိုးစုံဒါတွေကိုကိုစိတ်ကြိုက်ရွှေလို့ရတယ်ပေါ့နော်တချို့ဆိုင်တွေက၄မျိုးရွေးခိုင်းတယ်တချို့ဆိုင်တွေက၅မျိုးရွေးခိုင်းတယ်ဒါမှမဟုတ်ရွေးတဲ့အမျိုးဆောက်ရမှုတီးပြီးတော့ဈေးကွာသွားတယ်ဥပမာဈေးနှုန်းက69ဘတ်89ဘတ်69ဘတ်ဒီလိုမျိုးအစားအစားယူတဲ့ဟာတွေပေါ်မူတီးပြီးတော့ဈေးတွေကွဲသွားတာမျိုးဒီလိုဆိုင်မျိုးတွေလည်းရှိတယ်ပေါ့နော် ငါးမျိုးအထိယူလို့ရတယ်ဆိုပြီးတော့ topping ကိုသတ်မှတ်ပြီးတော့ဈေးတစ်မျိုးတည်းရောင်းချတဲ့ဆိုင်တွေလည်းရှိပါတယ်။ဒါလေးတွေကတော့ Thai မှာ street food အနေနဲ့တော်တော်လူကြိုက်များနေတဲ့ခေတ်ပေါ်အစားအစာဖြစ်ပါတယ်။ကောင်းကျင်းတဲ့ကို ice cream အရသာမျိုးစုံတခြားအသီးအနှံချိုချိုရချင်လေးတွေထည့်ပြီးလောက်ရတာဆိုတော့လောက်ရတာတော်တော်လွယ်ကူရိုးရှင်းတယ်။အပေါ်မုံနှစ်ပေါ်ကနေပြီးတော့ကတ်မဲ့ topping ကိုလည်းစိတ်ကြွေးလို့ရတယ်။အစ်စ်အစမ်းလေးတွေဘာလေးတွေရောင်းရမလဲဘာစီးပွားရေးစရမလဲစဉ်းစားနေတယ် ဲ့အကိုရင်မတွေအတွက်လည်းဒီ street food လေးက idea အသစ်ဆန်းရပြီးတော့လောက်ရလွယ်ကူတဲ့လူတွေလည်းစိတ်ဝင်စားတဲ့ food item လေးဖြစ်မယ်လို့ထင်ပါတယ်။ဒါမြန်မာမှာဆိုရင်လေတေချာပေါက်ရောင်းရမှာလုံလေးကလည်းအရန်လွယ်ကူတယ်